တရားမဝင် online လောင်းကစားနဲ့လိမ်လည်မှုဆိုင်ရာ website တွေ social media တွေကိုစုံစမ်းဖော်ထုတ်ပြီးဖျက်သိမ်းတာနဲ့တရားစွဲဆိုတာတွေဆောင်ရွက်လျက်ရှိတယ်လို့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကပြောပါရယ်။လက်ရှိမှာလူမှုအကြာ slot game တွေဆော့ရာကနေငွေကြေးနှစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာကြောင့်အစိုးရလောင်းကစား game တွေကိုတားဆီးထိန်းချုပ်အရေးယူမှုနဲ့ပတ်သက်ပြီးသတင်းမီဒီယာတခုရဲ့မြင်းမြတ်မှုအပေါ်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့က အွန်လိုင်းလောင်းကစားဂိမ်းတွေကိုဒါစီထိန်းချုပ်အေးအေးယူဆောင်ရွက်ထားရှိမှုအခြေအနေတွေကိုသတင်းထုတ်ပြန်ရေးဖွဲ့ကနေတဆင့်ဖြေကြားခဲ့တာပါမြန်မာနိုင်ငံဟာနှီးပညာတွေတနည်းတဲ့တနည်းပုံမှန်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှနှီးပညာအခြေခံအွန်လိုင်းပလက်ဖောင်းလောင်းကစားဂိမ်းတွေကိုလူကြီးလူငယ်လူရန်းစားမရွေးဆော့ကစားလျက်ရှိကြောင်းအွန်လိုင်းလောင်းကစားဂိမ်း website တွေဟာ၎င်းတို့ရဲ့လောင်းကစားဂိမ်းတွေကိုအကောင့်ဖွင့်စော်ကစားစီဖို့အတွက်အကောင့်ဖွင့်ကျူဆိုတဲ့ bonus အခမဲ့လှည့်တာတွေနေ့စဉ်စော်ကစားမှုစုလက်တွေအနိုင်ရှုံးပြန်ပေးတဲ့ bonus တွေ VIP အစင်းမြင့် bonus တွေမိတ်ဆက် bonus တွေစတဲ့ online လောင်းကစားဂိမ်းတွေထဲမှာ slot game ၅ပြည့် game ရှန်ကိုမီဖူဂျီ၄កောင်ချင်း၆កောင်ချင်းအန်စာရုံရွှေဘော်လုံး live casino စသဖြင့်ဂိမ်းတွေပါဝင်ပြီး အွန်လိုင်းပလက်ဖောင်းပေါင်းစုံကခင်းမျိုးစားပေါင်းများစွာနဲ့ကြေကြေပြင်းပြင်းကြော်ညာတွေပြုလုပ်လာတာကိုသိရကြောင်းပြောပါရယ်။ဒါပြင်အွန်လိုင်းလောင်းကစားဂိမ်းတွေဟာကနဦးမှာအစောကစားသူတွေကိုပေးရော်လေးရှိပေမဲ့နောက်ပိုင်းမှာအနိုင်ရတဲ့ပမာဏနှဲသွားပြီးအရှုံးများစေဖို့စီမံထားတာဖြစ်ခါအဲ့ဒီဂိမ်းတွေရဲ့ဆာဗာတွေကိုပိုင်ရှင်ကထိန်းချုပ်ထားတာဖြစ်တယ်လို့သိရကြောင်း။လောင်းကစားပြုလုပ်ရမှာမြန်မာကျပ်ငွေနဲ့အထောက်အသွင်းပြုလုပ်လို့စော်ကစားနိုင်တဲ့အပြင်နိုင်ငံခြားငွေနဲ့ပြောင်းလဲပြီးတော့လကောက် cryptocurrency digital ငွေကြေးနဲ့ပြောင်းလဲပြီးတော့၎င်းစော်ကစားနိုင်ကြောင်းသိရကြောင်း online လောင်းကစားအများစုဟာကိုယ်ပိုင် website တွေဖွင့်လှစ်ပြီးလောင်းကစားစော်ကစားစီဖို့နီးလမ်းအမျိုးမျိုးနဲ့ကြော်ညာလျက်ရှိကြောင်းအဆိုပါ website တွေကို domain name စနစ်နဲ့ပိတ်သိမ်းဆောင်ရွက်နိုင်ပေမဲ့ VPN အသုံးပြုပါအဲ့ဒီ website တွေကိုဝင်ရောက်စော်ကစားလို့ရနိုင်ကြောင်းတွေးရှိရတယ်လို့ပြောပါတယ်မြန်မာနိုင်ငံရဲ့တစ်ဖွဲ့အနေနဲ့ တရားမဝင် online လောင်းကစားနဲ့လိမ်လည်မှုဆိုင်ရာ website တွေ social media တွေကိုစုံစမ်းဖော်ထုတ်ပြီးဖြတ်သိမ်းတာနဲ့တရားစွဲဆိုတာတွေဆောင်ရွက်လျက်ရှိကြောင်း2023ခုနှစ်ကနေလက်ရှိအချိန်အထိလူမှုကွန်ရက်မှာလောင်းကစားမှု social media page channel အကောင့်တွေနဲ့ page အကောင့်တွေကို post ဆောင်ရွက်နဲ့ဆက်သွယ်ရေးဝင်ကြီးဌာနမြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နဲ့ပူးပေါင်းဆောင်ရွက်ပြီးပိတ်သိမ်းအရေးယူတာတွေဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။ online လောင်းကစားကြော်ညာတွေလက်ခံကြော်ညာပေးတာဟာတည်ဆဲဥပဒေတွေအရအရေးယူခံရနိုင်ကြောင်း မိမိပိုင်နိုင်ငံသားစီစီရေကပ်မိုဘိုင်းစင်ကပ်မိုဘိုင်းပေးမန့်အကောင့်ဘဏ်အကောင့်တွေကိုအခကြေးဝင်နဲ့ရောင်းချတာငားရဲအသုံးပြုစေတာတွေဆောင်ရွက်ပါကတည်စေဥပဒေတွေနဲ့အညီအရေးယူခရနိုင်ကြောင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ကြံကြိုင်းဝင်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ပြီးနိုင်ငံပိုင်သတင်းစာနဲ့ရုပ်မြင်သံကြားတွေမှာထည့်သွင်းဖော်ပြပြီးအသိပညာပေးတာတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။